မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ editorial talk အစီအစဉ်ကနေကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ကျွန်တော်တို့ရဲ့ talk မှာဆီယမ်မာဒေါ်မီဘူဘက်ကို ARB ကနေဖိတ်ကြားထားတာဖြစ်ပါတယ်ခင်ဗျာဆီယမ်မာဒေါ်မီဘူဘက်ကျွန်တော်တို့ ARB ကနေကြိုဆိုပါရစေထပ်ပြီးကြိုဆိုပါရစေကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းနှိပါလောက်တော်လိုင်းရေးအချိန်မြင့်တဲ့ခြံစပြီးတော့ဆီယမ်မာကိုကျွန်တော်တို့ရဲ့စကားဝိုင်းကိုဖိတ်ပြီးတော့စကားပြောတာပါနော် ဒီ debate မှာတော့ကျွန်တော်တို့82 top ပုံစံမျိုးနဲ့ကျွန်တော်တို့စကားပြောကြတယ် the conversation ဆန်ဆန်လေးပေါ့နော်ဆိုတော့စကြအောင်အဲ့တော့စကြအောင်မစခင်မှာဆင်မဆင်မမပြောကြနိုင်ရှိမှတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်မအနေနဲ့တော့ disclaimer လေးပြောဖို့လိုအပ်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်မဒီနေ့ပြောသွားတာသုံးသပ်သွားတာဒီအားလုံးကကျွန်မပုဂ္ဂိုလ်တယောက်အနေနဲ့ပြောသွားတာမဘယ်ဖွဲ့စည်းကိုမှကုစားပြီးပြီးတော့ပြောတာမဟုတ်ပါဘူးလို့ပြောချင်ပါဟုတ်ကဲ့အဲ့တော့ပဲမယုံသင်္ကန်းရှိမှတ်အဖွဲ့စည်းတွေလည်းရှိမှတ်တယ်အဲ့တော့အဲ့ဒါနဲ့ပဲကျွန်တော်တို့စကြအောင် let's get go ပေါ့နော်ဆိုတော့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုဘယ်လိုသုံးသပ်ရလဲဆိုတော့မိကွန်းပေါ့မိကွန်းဆိုတော့လည်းပဲကျွန်တော်အဲ့မိကွန်းမှာပဲကျွန်တော် comment feedback ပြောချင်တာပေါ့ဟုတ်ကဲ့ဒီနေ့တော်လန်ရေးရအရှင်တန့်သွားတယ်စစ်စင်ရေးအရှင်တန့်သွားတယ်ဟလာဘေးပတ်ဝန်းကျင်နိုင်ငံတွေဒီတော်လန်ရေးကိုအရှင်တန့်သွားဝင်ပြီးတော့ဖိအားပေးတယ်အဲစစ်ကောင်စီကလည်းမကြခင်မှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ပြောဆိုရတဲ့ရှိလာတဲ့အခြေအနေပေါ့နော် မိုမန်တန်ကျသွားသလားဆိုတော့မိကွန်ရှိသလိုဒီလက်နက်ကန်တော်လိုင်းလုံနေတဲ့အုပ်စုတွေကလည်းလက်နက်ခဲပြဿနာကိုဒီချိန်မှာအကြီးအကျယ်ကြုံနေရတဲ့အခြေအနေတစ်ခုလည်းဖြစ်တယ်ဆိုတော့ဆမ်မအရာကိုအခုဘယ်လိုတုံ့တက်တယ်လဲဘယ်လိုမြင်လဲအမ်တနေ့ရမှာတော့နည်းနည်းတရုတ်ဝင်လိုက်တဲ့အတွက်ကြောင့်မလို့နည်းနည်း northern မှာပေါ့เนาะအဲမြောက်ဘက်မှာနည်းနည်းလေးတန့်သွားတာရှိတယ်ဒါပေမဲ့ ဒီဟိုနင်ဒီ6လပေါ့နော်6လမှာတခြားနေရာမှာလည်းအများကြီးအများကြီးအများကြီးအာအာအာလှုပ်ရှားနေတာတွေရှိတယ်ဆိုလို့ရှိရင်ကရင်ဆိုလို့ရှိရင်အားလုံးကရင်အာကရင်နဲ့ကရင်ပြည်နယ်မှာကြည့်မယ်ဆိုရင်ပေါ့ဟုတ်တယ်ကရင်ပြည်နယ်မှာကြည့်မယ်ကြည့်လိုက်မယ်ဆိုရင်ကရင်ပြည်နယ်နဲ့ထိုင်းရဲ့နေဆက်တွေမှာအားလုံးဒီဒီစခန်းတွေအားလုံးကကုန်သလောက်ဖြစ်သွားပြီ အဲ့နောက်ပြတော့လေတချို့တွေကဘကိုးတဲဝင်လာပြီ။ AIW တဲလိုဝင်လာပြီ။ဆိုတခြားနေရာမှာဟိုနင်းဖြစ်ပေမဲ့တခြားနေရာတွေမှာလည်းတိုးတက်နိုင်ရှိတယ်။နောက်တစ်ခုကျတော့စစ်ရေးမှာကျွန်မအမြန်ပြောနေကြတော့ fire power ကအဓိကအရေးကြီးတယ်။ဒါမှမဟုတ်အဓိကမဟုတ်ဘူး။ဒါ people power နောက်ပြတော့ဟို view ဟာနောက်ပြီးတော့ ပြည်သူရဲ့အာမိုအာမိုရယ် will to fight ပေါ့နော် will to fight ကအရင်ရေးကြည့်တယ်ဆိုစစ်တပ်ဘက်ကိုပြန်ကြည့်လိုက်လို့ရှင်သူတို့မှာ will to fight ဆိုတာမရှိသလောက်ကိုဖြစ်သွားတယ်လူတွေကအမြဲဒီစစ်သားတွေကျမတို့ကြားတာနော်ဘယ်အချိန်မှပြေးရမလဲဆိုတဲ့ဥစ္စာကိုပဲစဉ်းစားနေဒီဘက်ကကြတော့တော်လှန်ရေးဘက်ကကြတော့နော်ဒီဥစ္စာဒီဒီတက်တက်ကြွကြွပဲ ဟိုဗာလဲ will to fight ကအများကြီးရှိနေသေးတယ်ဆိုတော့လေဒီစစ်တိုက်တဲ့အခါမှာ especially ဒီဒီလိုမျိုးပေါ့နော် counter insurgency insurgency operation ဟာအဓိကကနော်ကျွန်တော်ပြောတာ center of gravity လို့ခေါ်တယ် center of gravity က heart and mind heart and mind ပြည်သူလူထုရဲ့ heart and mind နောက်ပြီးတော့ပြည်သူလူထုရဲ့အသေးနှလုံးနဲ့စိတ်ဓာတ်ပေါ့ yes အဲ့ဒါကိုဘယ်သူကဆွဲဆောင်နိုင်တယ်လဲ ပြည်သူလူထုရဲ့ဘယ်သူဘက်ကယက်တည်နေလဲဆိုတာပိုအရေးကြီးတာပေါ့နော်ဟုတ်တယ်မလားနော်ဟုတ်တယ်အဲ့တော့ပြည်သူလူထုရဲ့ဒီနေ့၃နှစ်၄နှစ်၅နှစ်တက်ဝင်လာတဲ့အခါမှာပြည်သူလူထုရဲ့စိတ်ဓာတ်သူတို့ရဲ့ hearts and minds ကဘယ်ဘက်မှာရှိတယ်လို့ထင်လဲသူတို့ရဲ့ဘာလဲတော်လိုင်းရေးဘက်မှာပဲရှိနေသေးတယ်ဘာလို့လဲဆိုတော့စစ်တပ်ကဒီလောက်လောက်ဘုံကျဲနေတာ right ဘုံကျဲလိုက်ဘုံကျဲထားတဲ့ပြည်သူလူထုကဘယ်တော့မှဒီဘက်ကို hearts and minds သူတို့ရဲ့အသေးနဲ့ you know mind ကိုရမှာမဟုတ်ဘူး ဆိုတော့အဲ့အဲ့ဒီသူတို့ဘုံကျဲလေးလေးပြည်သူလူထုကသူတို့ပို့ပြီးတော့နာကြီးလေးလေးဟဲ့အဲ့အဲ့ကြောင့်မလို့သူတို့ဘလို့မဆိုတော့ကျွန်တော်မြင်တာကတော့ပြည်သူလူထုကပြည်သူလူထုကိုသူတို့မြင်တာကတော့ဘုံကျဲမှပဲဟလာဒီစစ်စင်ရေးရက်သွားမယ်သူတို့လည်းနဲ့ချလာမယ်ဆိုပြီးတော့စစ်ကောင်စီဘက်ကတွတ်တာပေါ့တစ်ချိန်လုံးသူကဘုံကျဲနေတယ်ဒုံကျဲတိုက်ခိုက်တာပေါ့ဒါပေမဲ့ဒီနှစ်မှာတော့စစ်စင်ရေးတွေကပို့ပြီးတော့အချိန်ပို့ပြီးတော့မြင့်လာတယ်လို့သုံးသက်သူတွေလည်းရှိတယ်ဟလာ တုံးသက်တွေလည်းရှိတယ်ပေါ့နော်တချိန်တည်းမှာပဲဒီ recruitment ပေါ့ဒီဒီစစ်သားတွေကိုစုဆောင်တဲ့ကိစ္စအားလည်းအခုဆိုရင်အချိန်ပေါင်း73 74ကျင်းရှိသွားပြီဆိုတော့အဲ့ဒါအင်အားပြန်ဖြည့်ပြီးတော့ဟလာဒီဘက်ကလက်နက်ကန်တော်လိုင်းအုပ်စုတွေကိုသူပြန်ပြီးတော့ကောင်တာလုံနေနေဆိုတော့သုံးသက်ချက်တွေထွက်လာတဲ့အချိန်လေးဖြစ်တာပေါ့နော်ဆိုတော့စိန်ထဲမှာပဲဟလာကျွန်တော်တို့ဒီဒီအတိုက်ခံနေနဲ့ပတ်သက်ပြီးတော့ဒီ NUG အစိုးရနဲ့ပတ်သက်ပြီးတော့လေဝေဖန်တဲ့အတန်တွေပေါ့ reform လုပ်အောင်မယ် ြဝင်ပြောင်းလဲရမယ်ဆိုတဲ့အတန်နေပေါ့ကိုပောင်ကိုလှန်ထောင်းတို့လိုမျိုးပေါ့နာနာထောင်းနေရတယ်ကျွန်တော်တွေ့ရတဲ့ကာလပေါ့ဆိုတော့ဒီချိန်မှာတချို့ကြည့်မယ်ဆိုလဲဝေဝါးနေတဲ့ကာလတချို့ဆိုရင်လဲငါပြောခဲ့ငါပြောခဲ့တာပဲ I told you so ဆိုတဲ့ attitude နဲ့ကြည်တာမျိုးတွေလည်းရှိသလိုတချို့ကဒီတိုက်ပွဲကတော့ဒီတုံလန်းကြီးကတော့ဆန့်မှာပဲနိုင်အောင်နိုင်မှာဆိုတဲ့စိတ်ထားရှိတာမျိုးတွေတွေ့ရပါတယ်ဆိုတော့ကျွန်မဘယ်လိုထင်လဲ အာပထမဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါသူတို့သူတို့ကပြန်ထနည်းနည်းပေါ့ပြန်ထလာနိုင်တယ်တော့ရှိတယ်ဒါပေမဲ့သူတို့ကအခုချိန်မှာရှိရှိသမျှသူတို့ဘုံင်းတွေကိုဟိုဟိုဟို north um မြောက်မြောက်ဘက် you know ရှမ်းဘက်မှာသွားပို့ထားတဲ့အခါကျတော့တခြားနေရာတွေမှာဟာနေတာ right ဘာလို့ဆိုစစ်တပ်ကအရင်တည်းကသူတို့အရင်တည်းကစအရင်တော့အကောင်းဆုံးသူတို့သူတို့ ခွန်အားအကြီးဆုံးအချိန်မှတောင်မှနော်ဒီတဏ္ဍာငံလုံးဖြန့်ပြီးတော့တိုက်ဖို့အတွက်ကမလွယ်ဘူးဆိုအခုအချိန်မှဆိုလို့ရှိရင်ပူတော်မှဆိုလေ right ဒါပေမဲ့နောက်ပြီးတော့သူတို့တဲ့ဟုတ်တယ်သူတို့မှလူ body တွေပေါ့နော်လူအကိုတွေတော့ပါလာတယ်ဘာလို့ဆိုသူတို့ဒီမှာဟိုနေအဲအဲစစ်မှုတန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါအဲ့ဒါပေမဲ့ အဲ့ဒီလူတွေကလည်းသူတို့ volunteer တွေမဟုတ်ဘူးသူတွေတမင်တကာသွားဆွဲလာသွားဆွဲပြီးတော့ abduct လုပ်လာတဲ့လူတွေဆိုတော့လေတကယ်ဒီစစ်သားတွေက number တွေရှိ number တွေရှိပေမဲ့အာအာဒီသူတို့ရဲ့နောက်မှာ fighting spirit နော် will to fight ကလုံးဝမရှိတိုက်ချင်းခိုက်ချင်းစိတ်မရှိဘူးဆိုတော့ပြောချင်တာပေါ့ဟုတ်တယ်တိုက်ချင်းခိုက်အဲ့တော့သူတို့ရဲ့ဗာလဲနောက်ပြီးတော့သူတို့ဘာကြောင့်တိုက်နေလဲဆိုတဲ့ကိစ္စကိုလည်းလေကျွန်တော်တို့အများကြီးဆွေးနွေးခဲ့ဘူးတယ်အရင်တော့ talk တင်မှာဆိုလဲကျွန်တော်တို့ဆွေးနွေးခဲ့ဘူးတယ်ဆိုတော့ ဒီတိုက်ချင်းခိုက်ချင်းသိမ်းမရှိတာရယ်ဒါအပြင်ဟဲ့လားဘာအတွက်တိုက်နေတာလဲဘသူအတွက်တိုက်နေလဲဆိုရကိစ္စပါเนาะအဲ့ဒါကျွန်တော်တင်နေအရေးကြီးတယ်အဲ့ဒါအရင်အရေးကြီးဆိုတော့ဆိုတော့တိုက်ချင်းခိုက်ချင်းသိမရှိတဲ့ကိစ္စပါเนาะအဲ့ဒါနည်းနည်းရှင်းပြပါလားပြောပြပါလားအာတိုက်ချင်းဘယ်စစ်သားတယောက်ကပါเนาะဒီလိုမျိုးတိုက်ချင်းစိတ်ချသူကဘာ motivation အရန်လိုတယ်အဲ့ဒါလုပ်တဲ့အခါမှာဟိုဘာလဲ larger than individual ပေါ့เนาะသူ big idea တခုခုကိုကြီးမားတဲ့ ဟိုအာအာရည်ရွယ်ချက်ရည်မှန်းချက်ပေါ့နော်အဲ့ဒါလိုအပ်တယ်ဒီဟိုနေစစ်တပ်ဘက်ကဆိုလို့ရှိရင်သူတို့ရဲ့ရည်မှန်းချက်ကဘာလဲဘာကြောင့်တိုက်နေတာလဲနော်မင်းအောင်လိုင်းနဲ့သူ့လူတစုဟိုနေဟိုဟိုဟိုကောင်းစားဖို့အတွက်တိုက်ပေးနေတာဒီဘက်ဒီဘက်ကကြတော့တကယ်လွတ်လပ်ရေး Federal Democracy နဲ့အရင်မဲ့ဒီဥစ္စာဟိုဟိုဘာလဲအာ honorable ပေါ့နော် honorable uh, goal နော်ဒီဘက်ကရည်မှန်းချက်ကတော်တော်အာအာတော်တော်လေးကြီးမာတယ်တော်တော်လေးအဲ့ဒါကြောင့်မလို့သူတို့စိတ်ဓာတ်ကပေါ့နော်အယမ်းတန်တယ်ကျမဒီအခုတည်းဒီဒီ PDF တွေတိုက်နေတဲ့လူတွေသွားပြောလို့ရှင်သူတို့မှာတကယ်အာ will to fight ကအယမ်းပြင်းနေသေးတယ်ပြင်းနေသေးတယ်ဆိုအဲ့ဒီဥစ္စာကစစ်စစ်သားတယောက်မှာဒီဥစ္စာအယမ်းတန်ဖို့ရှိတဲ့အာအာ asset ကျမတို့ဟမ် so to meet the net ကနေစကြရတော်လိုင်း အခု၄နှစ်၅နှစ်ကြာသွားပြီအဲ့နေမြေလက်များရခဲ့တယ်စစ်ကန်းနေလက်များရခဲ့တယ်အလားဘုံမှုကျုပ် level တွေဘုံမှုကြီး level တွေအရာရှိအချက်စစ်သားတွေလည်းအများအပြားလက်နဲ့ချခဲ့တာကိုကျွန်တော်တို့တွေ့ရခဲ့တယ်တဒက်လုံးတချို့တွေဆိုလို့ရှိရင်တဒက်လုံးလက်နဲ့တည်းအားလုံးအပြည့်စုံနဲ့လက်နဲ့ချသွားတာဆိုတော့သူတို့စိတ်ထဲမှာ bari စဉ်းစားနေတာလေခုနကပြောပြောခဲ့သလိုပေါ့ခုနက bari စဉ်းစားနေရတယ်သူကပြောခဲ့သလိုပေါ့သူတို့ဘသူတို့တိုက်နေရလဲ တူတဲ့သေပေးနေရဆိုကိစ္စပါဟုတ်တယ်မလားမိသားစုဝင်နေရစားလေဟွန်းဟုတ်တယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဥစ္စာက it's not big enough ဘာပြောမလဲအဲ့ဒီဥစ္စာကလူတယောက်လူတစ်ဖွဲ့ကောင်းစားဖို့အတွက်လုပ်ပေးနေတဲ့ဥစ္စာကိုယ့်ရဲ့အသက်ကိုပေးဖို့အတွက်ကဒါဒါမလွယ်ဘူးနော်ဟိုဘက်ကဒီဘက်အာတော်လှန်ရေးဘက်ကကြတော့သူဟိုဟိုနေအတွက်လွတ်မြောက်ရေးအတွက်နော် လွတ်လပ်ရေးအတွက်เนาะနောက်ပြီးတော့ဟိုဗါလဲအဲ့ဒီဥစ္စာဒီဥစ္စာ powerful ပေါ့เนาะတကယ်ကြီးမားတဲ့စိတ်ဓာတ်ဟုတ်တခု so စစ်သားတယောက်ကဒီ will to fight ကဦးနေနဲ့လက်နက်ချက်ပို့အရေးကြီးတယ် will to fight ကြီးလာလို့ရှိရင်သူမရရတဲ့ဒီနေ့တိုက်သွားမယ်ဆိုအခုပြန်ပြတော့ကိုအောင်ဆိုပြောသွားတဲ့ပြောသွားတဲ့အတိုင်းပဲတူမီနဲ့ဆလာတာ right ဟိုဘက်ကစစ်တပ်နဲ့ဆိုင်လိုက်လို့ရှိရင်တခါ fire power ကအကြီးပဲအကျယ် you know တခါတည်း အဟိုဗာလေကွာဟိုင် right အဲ့ဒီဥစ္စာကိုဒီနေ့သူတို့မရရတဲ့ဒီနေ့ဒီလိုလုတ်လိုက်တာစစ်တပ်ကတိုက်တိုင်ကြစစ်တပ်ဖြစ်သွားတယ်။ဟုတ်။အခုဒီလားရှုပ်ပြန်ရတာစစ်တိုက်လို့ရတာမဟုတ်ဘူး။သူတို့ဟိုနေဗာတရုတ်ကိုသွားပြီးတော့ကဲပါဆဲပါလို့ပြောလို့အဲ့ဒါအဲ့ဒါရပါတာ။ဒါပေါ့ဒါပေါ့ဆိုတော့မြန်မာတမိုင်းမှာရောဒီအရှိတောင်အာရှမှာရောမြန်မာတက်မတော်ဆိုတာတစ်ချိန်လုံးက အများစုအတစ်ချိန်လုံးကဟလာဘိဗံမွေးနိုင်ငံတွေအစားလေးစားတဲ့အနက်ကင်တက်မတော်တစ်ခုဖြစ်နေရက်တည်ခဲ့တာပေါ့နော်ဒီနေ့ဒီချိန်မှာတော့အနန္တသိင်းခဲ့တဲ့ခြံနဲ့စပြီးတော့အရှက်တကွဲအချိုးနေဖြစ်ရတယ်နိုင်ငံတကာမှာရောမြန်မာပြည်သူလူထုရဲ့အလဲမှာရောတကယ် humiliation ပေါ့နော်တောင်းကိုသူတို့အကြီးကျယ်ခံရတဲ့အဲ့ trauma လဲတော်တော်ကြီးမဲ့လို့ကျွန်တော်ထင်တယ်နော်อืมဟုတ်တယ်ရရှက်စရာကြီး ်ဒီသူတို့ကိုနိုင်သူတို့ပါဒါဒါ standard army လဲပြောလဲပြောပြီးတော့ဒီ2မီနဲ့လာတိုက်တဲ့ကလေးတွေနဲ့သူတို့ဘာမှမတိုက်နိုင်ဘူးနော်နောက်ပြီးတော့သူတို့သုံးနေတဲ့ strategy သူတို့သုံးနေတဲ့ view တွေကလည်းဒီ kit meter strategy မျိုးသူတို့1950 1950လောက်တုန်းကသုံးထားတဲ့ဥစ္စာကြီးတွေ so uh the heart and mind ပတ်သက်ပြီးတော့လည်းသူနားမလည်ဘူး but fear no limitation of fear ဘာနော်ဒီ uh fear uh အကြောက်စိတ်ကိုအသုံးအဓိကအသုံးချပြီးတော့လုပ်တဲ့ဥစ္စာလည်းအဲ့ဒီဥစ္စာ မနိုင်တဲ့ဥစ္စာလည်းသူနားမလဲဟုတ်ဒီဥစ္စာကျမတို့ခုဒီဒီ modern warfare ပေါ့နော်ဒီလိုမျိုးဥစ္စာမှာဒီဥစ္စာတွေကသိတာပြီးသားဟုတ်နော်အဲ့ဒီဥစ္စာကိုသူတို့နားမလဲဘူးဆိုတော့လေအာဟုတ်တယ်ချက်စရာကြီးစစ်တက်ဆိုပြီးတော့စစ်ဘုတ်ချုပ်ဖြစ်ပြီးတော့ဒီမတက်နိုင်ဟိုနေတိုက်နိုင်တာတဲဥကိုသွားဒူးထောက်ပြီးတော့ခေါ်လာတော့မှပဲဒီဒီဟိုနေဟိုလာရှိုးကိုပြန်ရတယ်မြန်မာစစ်တပ်ကအရှက်တကဲအကျုံနဲ့ဖြစ်ရတယ်ပေါ့နော် ဆိုရင်ဒီဘက်မှာရှိတဲ့မြန်မာစစ်ကောင်စီကိုတိုက်နေတဲ့တော်လိုင်းအဖွဲ့တွေဟလာတိုင်းနာအဖွဲ့တွေရှိတယ် ER ရှိတယ်ဟလာကချင်ရှိတယ် Arakan ရှိတယ် AA ရှိတယ်ဟလာ TNL ရှိတယ် MNDA ရှိတယ်ဒီဘက်မှာဆိုရင်ကရရှိတယ်ကရင်ရှိတယ်အဲ့လိုမျိုးပေါ့နော် PDF တွေရှိတယ်ချင်းတွေရှိတယ်ဆိုတော့ဒီအဖွဲ့တွေကအခုဆိုရင်ဘက်ပေါင်းစုံကနေတိုက်နေတာအောင်မြင်မှုတွေလည်းကျွန်တော်တို့တွေ့ရတယ် ဒါပေမဲ့သူတို့ရဲ့လိုအပ်ချက်တွေကပါတယ်သူတို့ရဲ့ limitation တွေအကန့်အသတ်တွေကပါတယ်ဥပမာအပြင်ပြောမယ်ဆိုရင်ဒီ chain of command မရှိဘူးအားနည်းတယ်လို့ဝေဖန်ချက်တွေရှိတယ်ဒီ chain ထဲမှာပဲဒီထဲမှာကျွန်တော်တို့ခုနောက်ပိုင်းဆွေးနွေးကြတာကတော့ review လုပ်ကြည့်တဲ့အခါမှာ as a journalist ကြောင့်နေတယ်ပေါ့နော်ကျွန်တော်ကျွန်တော် review လုပ်ကြည့်တဲ့အခါမှာဒီ joint chief of staff လို့ခေါ်တဲ့ဟာမျိုးတွေအဲ့ဒါတွေမလိုဘူးလားဒီတက်ပို့ပြီးအားကောင်းတဲ့ဟာလားဥပမာပြောရရင်တော့ Aragon Army နဲ့ KNA နဲ့ဟာ TNL နဲ့အဲ့လိုဟာတွေကြားထဲမှာ KNDF နဲ့ကြားထဲမှာရှိတယ်ဒီဒီ joint command တွေပို့ပြီးတော့လုံမလားရှိနေပြီလားဆိုတာမျိုးကြတော့ကျွန်မဘယ်လိုသုံးသပ်မလဲဘယ်လိုသုံးအဲဘယ်လိုသုံးသပ်လဲစစ်တိုက်လို့ရှိရင်ကျမတို့က unity of effort ဆိုတာလိုတယ်နောက်ပြီး unity of command ဆိုတာလိုတယ်နော်အဲ့ဒီအဲ့ဒီက concept ဒီဥစ္စာလိုတာဒါပေမဲ့အဲ့ဒီဥစ္စာကိုရဖို့အတွက် တမယ်ရိုးကြရတော့ဗောနော်ဒီဒီ chain of command up down you know top down လို့လို့လောက်တာရရှိဒါပေမဲ့အဲ့ဒီ unity of command ရဖို့တခြားမျိုးနဲ့လုပ်လို့ရတယ်ဒီဥစ္စာကျမတို့ခေါ်တာ joint command ဆိုကျမတို့ correlation correlation command နေဆိုလို့ရှင်ဒါ joint command နေဟုတ် joint command ဘာလို့လဲဆိုတော့တခါလေကြာလို့ရှင်ဒီလိုမျိုး one ဟို chain of command လုတ်လိုက်တဲ့အခါဒါ centralization လို့ပြောလို့ရတာเนาะ centralize လုတ်တဲ့အခါမှာဒီ central body ကเนาะ capacity ကောင်းကောင်းမရှိရင်နော် capacity ကောင်းဖြစ်အားလုံးကအားလုံးကရက်သွားလိမ့်မယ် right အဲ့လိုမျိုးမလုပ်နိုင်ရင်ဒီ joint command အနေနဲ့လုပ်ဖို့လိုရတယ်လုပ်လို့ရတယ်နောက်ပြီးတော့ဒီအခုဆိုလို့ရှိရင်ဒီသူတို့တိုက်နေတာကဒီဒီ core ဒီတယောက်နဲ့တယောက်နဲ့ဘာလဲ coordination ပေါ့နော်တယောက်နဲ့တယောက်နဲ့ coordination cooperation အများကြီးရှိတယ်ဒီလောက်ထိအောင်မြင်အောင်တိုက်နိုင်တဲ့ဥစ္စာကဒီဥစ္စာမရှိဘဲနဲ့ဘယ်လိုမှမရဘူး ်ဘလို့မှမရဟိုင်းဒါပေမဲ့သူတို့အဲ့ဒါလုပ်နေတာများတော့အပြင် joint joint command အနေနဲ့ဆိုညီနောင်သုံးပေါ်လဲပြန်ကြည့်လိုက်နော်သူတို့ကဒါ joint command လို့ပြောလို့ရတယ်ဘသူမှအပေါ်ကရှိတာမဟုတ်ဘူးအောက်ကရှိတာမဟုတ်သူတို့ဒီမှာဒီ joint command အနေနဲ့အတူတကွနော် general down နဲ့ဟို cooperation coordination နဲ့အသွားနေတာဟိုင်းဆိုတော့ဟုတ်တယ်အဲ့ဒီဥစ္စာအားလုံး အတူတကွဒီလိုမျိုး joint command ပေါ့နော်တနည်းအားမှာလုံနိုင်ရင်တော့ပို့ပြီးတော့ဒီလိုထက်အောင်မြင်တာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီအခြားကြံနဲ့ timing ကပို့ပြီးတော့ပို့ပြီးတော့အာပို့ပြီးတော့ဗာလဲပို့ပြီးဟန်ချက်ညီလာမယ်ဆိုတဲ့သဘောမျိုးပေါ့ yes 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 yeah ဟန်ချက်ညီလာမယ်ဆိုတဲ့သဘောအဲ့လိုမျိုးပို့ပြီးတော့လုံနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့အာအာဒါပေမဲ့လည်းကျမတို့အခုချိန်မှာပြန်ကြည့်လိုက်လို့ရှိရင် မလုတ်ဘူးလို့ပြောလို့မရအ ဘာလို့ဆိုတော့ဒီလိုမျိုးအောင်မြင်ဘူးဒီကျမကျမပြောတာနားမထောင်နဲ့နော်အမှမှပြန်ကြည့်လိုက်ဒီလောက်လောက်အောင်မြင်နေတာဒီလောက်လောက်အောင်မြင်တဲ့ဥစ္စာဟာဒီ cooperation coordination လို joint command မရှိလို့ရှင်ရမှာမဟုတ်ဘူးအဲဆိုတော့ကျမအနေနဲ့ဒါဒါလုံနေတယ်လို့အဲဒီသူတို့ some form ပေါ့နော်ဒီဒီဒီ joint command တခုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီပို့ပြီးတော့ကြစ်ကြစ်လက်လက်ပို့ပြီးတော့ကြစ်ကြစ်လက်လက်လောက်လာနိုင်မယ်ဆိုလို့ရှိရင် အဲ့ joint command အပြင်တခြားတစ်ခုကတော့ strategic communication ပေါ့မဟာဗျူဟာကြတဲ့ဒီဆက်ဆက်သွယ်ရေးပုံစံပေါ့အဲ့ဒီဟာတွေမှာကြတော့အရင်တော့ဆမ်မားအကိစ္စကိုလွန်ခဲ့တဲ့၃နှစ်ကဆက်လက်မဲ့တက်ပြောခဲ့တယ်အခုကြတော့အဲ့ဒါအာသာချက်တွေရှိလာပြီလားအားကောင်းလာပြီလားဒါမှမဟုတ်လိုအပ်ချက်တွေအများကြီးရှိနေတော့မယ်အဲ့ဒီနေရာမှာလိုအပ်ချက်နေနေရှိအဲ့ဒါကြောင့်မဟုတ်လို့ဒီအခုအချိန်မှာပေါ့နော် NUG ကအများကြီးဟိုဗာလဲ ီဝေဖန်မှုတွေအများကြီးခံနေရတာသူတို့ဒီဒီဆက်ဆံရေးဆက်သွယ်ရေး communication ဘိုင်းမှာသူတို့ဘာလုပ်နေလဲဆိုရဲဥစားတေချာမပြောပြနိုင်လို့ဟမ်သူတို့မှာအခုဆိုလို့ရှိရင်ပြည်သူလူထုကအရင်ပဲတောင်းဆိုလာတယ် reform လုပ်ရမယ်ပြောင်းရမယ်လဲရမယ်အာသူတို့ကိုနိုင်ဒီပြောင်းရမယ်ဆိုတာကျမအင်ဂျီယာလူနဲ့စကားပြောလိုက်လို့ရှိရင်တိတယ်အဲသူတို့လည်းလုံနိုင်သမျှလုံနေတယ် ဒါပေမဲ့အဲ့ဒီလုံနေတဲ့ဥစ္စာကိုသူတို့အသေးချာမပြောပြနိုင်ဘူးဒါတခုသူငါတို့လုံနေတာပဲငါတို့လုံနေရပြီဒါပေမဲ့အဲ့ဒီဥစ္စာဒီဒီပြည်သူလူထုကိုနားလည်အောင် ပြောဖို့လိုအပ်တယ်အဲ့ဒါကကျတော့ strategic communication ပေါ့နော်ရှင်းနေမှာပဲကျွန်တော်မြင်တော့ဒီ NUG ကလည်းသိပြီး formal ဖြစ်တဲ့အစိုးရတရက်ပုံစံမျိုးပေါ့နော် formal အရင်ဖြစ်တာဟုတ်တယ်မလားသူ့ရဲ့သူ့ရဲ့ internal communication system တွေရစပေါ့နော်သူ့ formality အရင်များရပေါ့နော်ဆိုတော့ပြီးတော့သူတို့တွေရဲ့ ရုံးဆိုင်တဲ့နေရာတွေသူတို့ communication လုပ်ရတဲ့နေရာတွေကလည်းခက်ခဲတယ် logistic ခက်ခဲတယ်အများကြီးရှိမှာပေါ့နော်ဒါပေမဲ့မြန်မာပြည်သူလူထုကတော့သူတို့စီရအတန်ကိုတည်ကျင်နေတယ်ကြားကျင်နေတယ်ဒါကြောင့်လည်းပို့ပြီးတော့သူတို့ဝေဖန်တဲ့အတန်တွေကအခုကာလတွေမှာပို့ပြီးတော့မြင့်တက်လာတယ်တော့ကျွန်တော်လည်းပဲသုံးသပ်တယ်ဘယ်လိုထင်လဲအဲဝေဖန်တာကတော့ဒါကဒီမိုကရေစီရဲ့အရအနှစ်သာရပဲအဲအဲလုံနီလုံဟန်မယ်နော်ဘာလို့ဆိုဒီမိုကရေစီဆိုလို့ရှင်ပြည်သူလူထု ကဝေဖန်ခွင့်ရှိတယ်။ဒါပေမဲ့လည်းဒီဒီဒီဝေဖန်လိုက်တဲ့ဥစ္စာကိုကိုကဘလို့ပြန်ပြီးတော့အာပြန်ပြီးတော့ပြည်သူလူထုလိုလားတဲ့ဥစ္စာကိုကိုပြည်သူလူထုလိုလားတဲ့ဥစ္စာကိုတော့ကိုကလုတ်ပေးရမှာပေါ့နော် လုတ်ပေးရမှာဆိုဆိုလို့ရှိရင်ခုနပြောသလိုပဲအာဟို NUG အနေနဲ့ပြုပြင်ပြောင်းလဲရမယ်ဆိုတာသူတို့နားလဲပါတယ်ဒါပေမဲ့သူတို့အဲ့ဒီဥစ္စာလေးနည်းနည်းမြန်မြန်လုတ်ဖို့လိုတယ်အဲတခုနောက်တစ်ခုကျတော့သူတို့အမှန်မှာ ဟိုဒီထိလှုပ်လာပေးတာကျေးဇူးတင်စရာပဲเนาะသူအခက်ခဲကြားတွေကလူမျိုးဥဆောင်လာလာပေးတယ်ဒီလောက်ထိဒါပေမဲ့အခုအချိန်မှာ operating environment ကပြောင်းနေပြီဆိုတော့သူတို့အနေနဲ့လည်းပြောင်းဖို့လိုအပ်တယ် right အဲ့ပြောင်းတဲ့အခါမှာအခုဆိုလို့ရှိရင်เนาะဟိုဘာလိုအပ်တယ်လဲဆိုတာအာလှုပ်ရှားရှိတဲ့ဥစ္စာနဲ့လုံနိုင်တဲ့လူနဲ့ alignment လုပ်ဖို့လိုအပ်လာပြီပို့ပြီး alignment လို့အဲအဲ့လိုလုပ်တဲ့အခါမှာ ဒီမှာတော်လန်ရေးထဲမှာအရန်တော်တဲ့လူတွေရှိတယ်ဒီခုနပြောတဲ့ communication နဲ့ပတ်သက်ပြီးတော့လုံနိုင်တဲ့လူတွေများရရှိတယ်နောက်ပြီးတော့လေတိုင်းရင်းသားเนาะတိုင်းရင်းသားတွေထဲကအခုဆိုလို့ရှိရင် national level เนาะပြည်ထောင်စု level လက်ခံတဲ့เนาะသူတို့ကိုဟိုနေဟိုလက်ခံတဲ့ထောက်ခံတဲ့ပေါ့เนาะလူတွေလည်းအများကြီးရှိလာပြီဆိုတော့ကျမပြောနေတာ talent pool เนาะရှိတဲ့ တော်လိုင်းရေးမှာရှိနေတယ်သူအမျိုးစုံရှိတယ်တကယ်တော်တဲ့လူတွေရှိတယ်ဆိုတော့ NUG အနေနဲ့ပေါ့နော်အဲ့ဒီဥစ္စာလောက်ရမဲ့ဥစ္စာနဲ့လှုပ်ဖို့လူနဲ့ပို့ပြီးတော့ align ပို့ပြီးတော့လှုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်เนาะအဲ့ဒီဥစ္စာဒီဒီ reform ကပို့ပြီးတော့မြန်ဆိုချင်ပါချင်ပါချင်